ားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်တက်တဲ့အောင်းလည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီကနေ့စနေနေ့မှာ England Premier League ပွဲစဉ်တွေရှိတာပေါ့လေ England Premier League ကတကယ်ကိုပွဲကြီးပွဲကောင်းနေကံမှုရှိတယ်ဆိုတော့ကျွန်တော်အစောပိုင်းပွဲစဉ်တွေကတောက်ကြနေမှာ Manchester City က Wolverhampton နဲ့ပွဲရှိတယ်။ကြာပြီးနေမှာတော့ပွဲရထားတဲ့ Nottingham Forest က Brentford နဲ့တွားကန်တယ်။ Forest ကသူတို့ Champion League ဝင်ခွင့်အတွက်တခေတ်ကိုအရေးပါတဲ့အချိန်မှာမှအမှတ်တွေဇက်တိုက်ဆုံးရှုံးပြီးတော့သူတို့အိမ်ခွင်းမှာ Brentford ကိုရှုံးသွားတယ် Brentford ဆိုတဲ့အသင်းကလည်း low shot တော့လို့မရအောင်သာဒီအသင်းကအသင်းတိုင်းကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အစင်တန်းမျိုးရှိသူအဝေးခွင့်မှာလည်းတော်တော်လေးခြေကောင်းတဲ့အသင်းပဲအဲ့ပွဲမှာဆို Forest ကို low မထင်မှတ်တော့အောင် struggle ဖြစ်အောင်လုပ်ပြီးတော့အဝေးခွင့်မှာသူတို့နိုင်သွားတယ်ဆိုတော့ကျွန်တော် Manchester City က Wolverhampton နဲ့ခြေမှန်နေတဲ့ Wolves ကိုသူတို့တောက်ကြနေမှာကံပြီးတဲ့အချိန်မှာစနေနေ့မှာ Champion League ဝင်ခွင့် တော့အာရှွန်ဗီလာနဲ့ဖူလန်အာရှွန်ဗီလာမှာမာကတ်ဆွဲရှိုးအင်ဂျူရီဖြစ်သွားတယ်လက်ကျန်ပွဲတွေအားလုံးကိုမပါတော့ဘူးပေါ့လေတကောင်ချိုးတန်ရရှိတယ်ဆိုပြီးကလပ်ဘက်ကအတီးပြူထားတယ်ဆိုတော့အဲ့ဟမ်စထရင်းကတူတူ ရာသီတိမ့်သွားတဲ့ချိန်မှာတိုက်စစ်ကတော့အခုနီးပြားကအိုလီဝကင်ပဲပြန်သုံးရမယ်။တစ်ဖက်ကဖူဝန်ကခြေယူပြ။ကောင်းတဲ့ပွဲကြရင်ထထကောင်းတယ်။ဒါပေမဲ့သူတို့အသင်းရဲ့ခြေစွမ်းကလုံးဝမှန်ကတ်တယ်။ဒီပွဲကျွန်တော်ဖူဝန်ကဒီကောင်မလုံနိုင်တော့ပါဘူးလို့မတွက်လိုက်တယ်။အဲဒီပွဲကြရင်သူကမထင်မှတ်တိုင်းထထလုံးပြတယ်။ဖူဝန်အတွက်လည်းဒါအခုလက်ရှိနေထားရ Conference League လို့ပြောလို့ရတယ်။ position အဆင့်ရှိအတွက်မျှော်လင့်ချက်ရှိတယ်။သူတို့ကလည်း51 Ashwin ကတော့50ကိုတကယ်လို့များ ဖူဝန်ကအဆူဗီလာကိုနိုင်လိုက်ရင်တောင်မှသူတို့အနေနဲ့မျောလင့်ချက်ရေးရရှိတယ်ဖူဝန်က54ဖြစ်သွားမယ်အဆူဗီလာ59ဆိုတော့ဖူဝန်တော့ကလည်းဒါတကယ်ကိုချန့်ရှိတဲ့ပွဲဖြစ်တယ်ဒါအဆုံတိုင်းအင်ကွင်ဗလာပတ်မှာကမ်းမယ်ဗလာစတိုက်ခြေစွမ်းထပ်နေပြီးတော့မှအခုနည်းနည်းလေးရတန်ပြန်အောင်နေတာပေါ့လေအခုစတိုက်သူတို့နိုင်ပွဲတွေဆက်ပြီးတော့မှအခုနောက်ဆုံးကစားခဲ့တဲ့ပွဲမှာသူတို့မန်စီးတီးကိုရှုံးသွားတယ်ရှုံးသွားတယ်တော်တော်လေးကံဆိုးတာပါနောက်ဆုံးမိနစ်မှာမက်သီးယပ်စ်ကူညက် နိုင်ကိုတွန်းသွားလို့စီတီကိုသူတို့ရှုံးသွားတာသူတို့အခုလောလောဆယ်နေထားရသူတို့ရဲ့ဇက်တိုက်နိုင်ကိုအဆုံးသတ်သွားတယ်ဒါပေမဲ့တစ်ဖက်ကဖူဟန်ကတနေ့ရွှေတနေ့ငွေအခုလီဗာပူးနဲ့ဆောင်းတန်ကိုနိုင်ထားပေမဲ့ချယ်ဆီရဲ့ဘုံမောက်ရဲ့အာဆန်ရဲ့သုံးဘက်တော်ရှုံးထားတယ်ဗီလာဘက်မှာကားမှာဖြစ်ပြီးတော့ဒီပွဲကတော့အင်ရှင်တွက်အာသာချက်ရှိမယ်ချန်ပီယံလိဝင်ကွင်းတွက်လည်းအုံနိုင်ရမှာဖြစ်မနေအနိုင်ရဖို့လိုအပ်တဲ့ပွဲမျိုးဖြစ်တဲ့ကြောင့် အရှင်အတင်း၃မှတ်ရနိုင်တဲ့ပွဲမျိုးဒါကတော့မြန်မာစံတော်ချိန်ညနေ6နာရီနဲ့လည်း7နာရီခွဲ UK မှာကမ်းမယ်ပြီးတာနဲ့ကျွန်တော်တို့ Everton နဲ့ Ipswich Town Ipswich ကတန်းဆင်းသွားပြီ David Moyes ကဘာမှထူးခြားတာလုပ်ချင်လို့ AC ပဲကမ်းသူတို့ David Moyes ကိုစခန့်ပြီးခဲ့တာတော်တော်လေးယုံကြည်မှုအပြေဝါနေပဲဒါတော့ shock နိုင်ပွဲတွေဆက်နေတာသူတို့ပြီးခဲ့တဲ့ပတ်မှာ Man City ကိုရှုံးနေသည့်တိုင်အောင်သူတို့တဲ့ခြေစွမ်းတော်တော်လေးငြိမ်နေကျွန်တော်မြင်တော့ Ipswich Town က Kieran McCann ရဲ့အတင်တော်တော်လေးဝီးဖြစ်ပါတယ်ဒီနှစ်သင်းကြွာမှုလည်းရှိတယ် Everton အသေးပဲဒ ဒါခုနိုင်ပွဲဆောင်မှာ Ipswich Town ကအခုလက်လျှောဆဲအနေထားရတော့ပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့ Newcastle ကိုလည်း၉ပြက်ရှုံးထားတယ်ရှေ့မှာလည်း Arsenal ကိုလည်းရှုံးထားတယ် Chelsea ကိုတေး Wolf ကိုရှုံးပြီးတော့ဘုံပေါက်တသိန်းနဲ့ကိုလည်းနိုင်ထားတာ Everton ကိုလည်းအခုနောက်ပိုင်းမှာ Forest ကိုပဲနိုင်ပြီးတော့ Arsenal ကိုတေး Liverpool ကိုရှုံး Man City ကိုရှုံး Chelsea ကိုရှုံးထားတယ်သူလည်းနည်းနည်းလေး return ပြန်ပြတ်နေတယ်ဒါပေမဲ့ဒီနေ့သိန်းကြကခွာချတယ်ခွာချချက်ကအကြီးပါ Everton ကအိမ်ကွင်းနဲ့ဖြစ်တော့လေဆိုတော့ Everton အသင်း Wise နဲ့သူ၃မှတ် United ပွဲမျိုး လက်စတာနဲ့စိတ်တန်းဆင်းသွားတဲ့နှစ်သိန်းဘာမှသိထွေထူးထူးကြီးတော့မရှိတော့ဘူးသူနှစ်သိန်းချမှာဒါကျွန်တော်ရှင်တော့စိတ်ကလေပြော့ပြော့မှာရှုံးပွဲတွေကတွေ့တယ်သူကစားဖို့မစိုးဘူးဗျပွဲတိုင်းကိုသူအကျိတ်နဲ့ကစားတယ်သူရှုံးသွားတိတိုင်အာ ကျွန်တော်ထင်တော့အင်ရှင်ဆောင်တန်ကိုပိုသဘောကျတယ်အဲ့ပွဲနှစ်ပွဲကည၈နာရီခွဲ UK မှာညနေ3နာရီပြီးတော့မှအာဆင်နဲ့ဘုံမောက်ပွဲဒီပွဲကတော့အာဆင်တို့က Champion League Semi-final ဒုတိယအကြိုတို့က Indite အားတိုက်အားဖြစ်ဖို့အတွက်ဒီပွဲကိုတော့သူတေချာပေါ့ low one shot မှာတေချာတဲ့ Raheem Sterling တို့ Ethan Wanery တို့နောက် Kansas မှာဆိုလည်းတေချာတဲ့ Zinchenko တို့ ကီရင်ထဲဒီတော့အပြောင်းလဲအများကြီးလုံးမှာဘောင်ဝိုက်တို့ဘာလို့ပွဲထွက်ကုန်မရတဲ့ကစားမလေးပြောင်းနေတယ်။ဘက်ကဘုံမောက်ကသူတို့လဲမျောလင်းချက်ရေးရေးလို့ရှိတယ်။ရမ90ဆိုတော့သူတို့အတီဆိုကွန်ဖရင့်စီအတွက်မျောလင်းချက်ရေးရေးလေးရှိတယ်။ဟိုကကွန်ဖရင့်စီအတွက်ကဖူဟန်ရဲ့ဘရိုက်တန်ရဲ့ဘုံမောက်ရဲ့ဘရန့်ဖို့ရဲ့ဒီ၄သင်းအားပြိုင် ဒါမှလည်းအဲ့ဒါကအပေါ်ကအသင်းကြီးရဲ့ဥရောပပွဲတွေကိုမူတည်ပြီးတော့မှသူတို့ရာသီမရာသီသူတို့ထက်ကြည့်ရအောင်မှာ conference ကဆို Premier League က Champions League 6နေရာရသွားရင် Europa League က2နေရာဆို10နေရာတခုပဲကျွန်တော်မသိတာက Premier League ကသာ Champions League 6နေရာရသွားရင်ဥရောပ club ပြိုင်ပွဲကိုသူတို့ဘယ်နေရာပေးမလဲ10နေရာကနေ9နေရာထိပေးမလား9နေရာဆိုရင် Champions League က6နေရာ Europa League က2နေရာပြီးတော့မှ conference ကတနေရာအဲ့လိုမဟုတ်ဘူး10နေရာပဲပေးမယ်ဆိုရင်တော့ Europa League ကိုသူတို့တနေရာပဲပေးပြီးတော့ conference မှာတနေရာပဲရမှာ အဲ့အတွက်ကြောင့်လည်းတော့စဉ်းစားခက်တယ်ဒါပေမဲ့ဘိုးမောက်ရဲ့ဒီပွဲမှာအားသာချက်ကသူတို့ရဲ့တိုက်စီမှု Avenison ပြန်ပါမယ်မန်ချက်စတာယူနိုက်တက်ဘွဲတော်ကထုတ်ခံရခဲ့တယ်ဒါပေမဲ့ သူတို့အယူခံဝင်တာအောင်သွားတဲ့အတွက်ကြောင့်အာဆန်ရဲ့ပွဲကိုပြန်ပါမယ်အာဆန်ကပထမကြော်လုံးကဘုံဘောက်ကိုရှုံးထားတယ်သူတို့ကနောက်ပိုက်ပွဲတွေမှာမရှုံးဘူးပြတေးတွေများနေတာ Brentford ရဲ့ Everton ရဲ့ Palace ရဲ့ဒီပွဲတွေကိုတေးကြပြီး Ipswich နဲ့ Fulham ကိုနိုင်ထားတယ်ဘုံဘောက်ကလည်း Zalatti စတိုက်ဆိုးတာသူတို့လည်း Fulham တပွဲတည်းကိုပဲနိုင်ထားပြီးတော့ကြားထဲမှာ Palace ကို United ကိုတေးကြထားတယ်ခြေရကြည့်တော့အာဆန်အတွက်ပြဿနာမရှိဘူးအနိုင်ရဖို့ဒါပေမဲ့အာဆန်လည်း Make sure second ဖြစ်ဖို့တော့ဒီပွဲကိုတော့ အရန်နေထည့်သိတိုင်အောင်တော့အနိုင်ကံမှုစူးစမ်းပါဖို့လေအဲ့ပွဲကမြန်မာစံတော်ချိန်ည7:00နာရီ UK မှာညနေ9:00နာရီခွဲပွဲရှိတယ်ဒါကတော့အခုလောလောဆယ်တစ်ဖက်ကလာလီဂါထဲမှာကျွန်တော်တို့စိတ်ဝင်စားကြအနေနဲ့ဒီပိုဒီပူအာလာဘတ်စ်နဲ့အက်တလက်တီကိုမက်ဒရစ်ပွဲရှိမယ်။နောက်ဘာစီလိုနာနဲ့ဗလာတိုရီဗလာတိုရီကတော့တန်းဆင်းသွားပြီပေါ့လေ။တန်းဆင်းသွားတဲ့ဘာစီလိုနာနဲ့ဗလာတိုရီရဲ့ပွဲရှိမယ်။နောက်စီရီဘက်မှာအင်တာမီလန်နဲ့ဗီရိုနာတို့ရဲ့ပွဲရှိမယ်။ဒါကတော့စနေနေ့ပရီးမီယာလိနဲ့ဥရောပပွဲတွေပါအားလုံးကြည့်ကြပါလေ။